ရှမ်းပြည်နယ်အင်းလေးတောင်ပိုင်းကကျေးရွာတွေမှာစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကတရွာကိုလူ20အထိအတင်းအဓမ္မခေါ်ယူပြီးရှမ်းကရင်နီနယ်ဆက်တိုက်ပွဲကိုပို့ဆောင်တိုက်ပွဲဝင်ခိုင်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အင်းလေးတောင်ပိုင်းစံကားဒေသထီခိုးထီရီနန့်ဘွန်လွယ်နွယ်ညောင်လေးပင်စတဲ့ကျေးရွာတွေကဒေသခံတွေကိုမတော်မနေရစနစ်နဲ့ PNO ကခေါ်ယူပြီးရှမ်းကရင်နီနယ်ဆက်ဖြစ်တဲ့ပင်လောင်ဖဲခုံမိုးပြဲဒေသကတိုက်ပွဲတွေစီ အော်တိုဘာလကုန်ပိုင်းကစပြီးပို့ဆောင်နေတာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့လကုန်ပိုင်းကစခေါ်တာသင်တန်းတက်ဖူးသူရောမတက်ဖူးတဲ့သူတွေရောတရွာကို15ရောက်ကနေအယောက်20ထိသွားရတယ်အကုန်လုံးပင်လောင်ဖဲခုံနဲ့ဇက်ဘက်အပုတ်ခံရတယ်အခုထိတော့ပြန်လာတဲ့သူတွေမရှိသေးဘူးအရင်သွားတဲ့သူတွေပြန်လာရင်နောက်တစ်ဖွဲ့အလဲကျသွားရတဲ့ လာခေါ်တော့ကနေဝင်းထွန်းကိုတိုင်ပါတယ်လို့စံကားဒေတာကန်တူကမဲခေါင်ကိုပြောပါရယ်စစ်ကော်မရှင်နဲ့ PNO ဟာရှမ်းကင်နီနယ်စပ်မှာစစ်တောင်းထိုးနေပြီးလူဝင်အားဖြစ်တင်းမှုအတွက်တင်နန်းမတက်ဖူးတဲ့သူတွေကိုပါရှေ့တန်းကိုပို့ဆောင်နေတာလည်းဖြစ်ပါရယ်လက်ရှိအချိန်စံကားဒေတာကန်တွေဟာ ရှမ်းကီနီနယ်စပ်ကိုပို့ဆောင်ခံနေရတာအပြင်ဒေတာရင်းမှာလည်းစစ်ယူနီဖောင်းဝက်ကကင်းဆောင်နေရပြီးပီအန်တို့အတွက်ထမင်းထုံနေစဉ်ပို့ပေးနေရတယ်လို့လည်းသတင်းရှင်းမြစ်တွေဆီကသိရပါဗျ။ဒီကိစ္စနဲ့ပတ်သက်ပြီးပီအန်တို့စစ်ဦးစီးချုပ်ဗိုလ်မှူးကြီးခွန်မြင့်အောင်ကိုအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြည့်ဆို့ခြင်းမရှိပါဘူး။